ထိုးချတဲ့သူကကိုလူရင်ချင်းနေအပေါ်ပြန်တက်ဖို့အတွက်အချင်းပိုယူရတတ်တယ်။အခုလောက်ခက်ကြီးမှာတင့်ကိုလိုအပ်မှာသူတို့ကတတိယမှာဖြစ်ပါတယ်။စိတ်ညစ်တဲ့အကျင့်မဖြစ်သွားခင်မှာပြောင်းနေတက်ဖို့တည်ယူပါ။တယောက်ယောက်ကတင့်ကိုပြောင်းလဲသွားတယ်နော်လို့ပြောလိုက်ဖြစ်နိုင်ချေ95ရာခိုင်နှုန်းဟာသူ့လိုချင်တဲ့အရာတွေမရှိတော့လို့ပဲဖြစ်ပါတယ်။အမှန်ကတင့်ဘာမှပြောင်းလဲမသွားသေးပါဘူး။ပြန်လာရဲဆိုတော့စိတ်ဆိုးတဲ့တွေပဲပြန်လာတတ်ကြတာဖြစ်ပြီးစိတ်နာတဲ့တွေကတော့ပြန်မလာတော့ပါဘူး။ အကျိုးလူတွေနဲ့စကားပြောရင်အမြဲရှင်နာပေမဲ့ကျမတို့ကအဲ့လူတွေနဲ့ပဲဆက်ဆံပြီးတော့ပျော်နေရတယ်။ကိုလူရင်တွေကပြစ်ပင်လိုက်ပြီးဆိုရင်လည်းခံစားရအရန်ခက်ခဲတတ်ပါရဲ့။စကားလုံးတွေနဲ့နေမကပဲနဲ့စိတ်ထဲကနေလေမျောလင်းချက်တွေကအရန်ခံစားပြီးမဲ့မသိစိတ်ကအဲ့ဒါကိုပဲမျောလင်းချက်ထားကြကြတယ်။လွမ်းနေစိတ်နဲ့ရှင်သန်မဲစားတကူရဲနေဖို့အတွက်သင်ယူလိုက်ပါ။သင်အတွက်ဆက်ပြီးရှင်သန်ဖို့ကပို့ပြီးတော့အဆင်ပြေသွားပါလိမ့်မယ်။ အချစ်ဆိုတဲ့စကားနဲ့အမုန်းဆိုတဲ့စကားကတာမစကလုံးတွေဆိုပေမဲ့လူကိုဖျားဖြစ်အောင်လည်းလုပ်နိုင်တယ်လို့မိစ္ဆာလည်းဖြစ်သားနိုင်ပါ रे အခါအခွင့်ကိုပြောမဲ့သူတွေအများကြီးတွေ့နိုင်ပေမဲ့အတုံးလိုတွေခါမှာတော့အ ਨੇ စုပဲရှိနေမှာပါဘဝမှာမုံနိုင်ကြဖို့လည်းလိုအပ်ပါ रे ဒီတော့မှဘယ်လက်တွေအမြင်နေပြီးဘယ်လက်တွေလွတ်သွားမလဲခွဲခြားသိနိုင်မှာပါကျမဘဝမှာအမျိုးမျိုးသောသူတွေကိုတွေ့မှုပါ रे မြင်မှုပါ रे အကူအညီယူပြီးတော့ကျေးဇူးတင်ကြောင်းပြောတဲ့သူတွေရှိတယ်လို့အကူအညီယူပြီးစောက်သုံးမကြတဲ့ကောင်လို့လဲစော်ကားခံရပူပါရယ်အချိန်မကြခင်မှာရတဲ့ဥစ္စာကတုတ်တံမှုကြတာတက်ပြီးအချိန်လုံးမရတဲ့ဥစ္စာသူ့အတော်ဝင်မှုနေတာတက်ပါရယ်စမကရငယ်ကြည့်ဖို့တော့ဆန္ဒမရှိသလိုတပားသူကိုလည်းခေါင်းလို့ရအောင်မလုပ်ပါဘူးကိုလို့ချင်တဲ့စိတ်တရားပါရဆန္ဒကိုပဲစုံကတိုင်အောင်လွတ်တက်ပါရယ်အားလုံးကလူသားတွေပဲကြွားချက်ကအချို့တိုင်အောင်အစ်စ်တွေပြီးတတ်တယ်လို့အချို့ကတော့ရှိနေတဲ့တိုင်အောင်တွေကိုတတ်တာစေရလေ စကားပြောခြင်းစိတ်သာရှိဖို့လိုအပ်တာပါအချိန်ဆိုတာသူ့အလိုလိုရှိလာပါလိမ့်မယ်ဘဝမှာကိုယ့်ကိုနောင်နာရစေမယ့်အစားကိုယ့်ကိုထားခဲ့မဲ့သူနောင်နာရသွားပါစေအချိန်နဲ့အခွင့်အရေးကိုအလွယ်တကူမဖြုံးမိပါစေနဲ့ဒီနှစ်မျိုးစလုံးကနောက်တစ်ခါပြန်မလာတော့တယ်လို့နောက်တစ်ခါအတွက်လည်းအခွင့်အရေးထပ်ပြီးတော့မရနိုင်တော့ပါဘူးကိုရှိမှာရောကိုနဲ့တန်းလို့ရှိနေပြီးကိုကွယ်ရမှာအတိုက်ခံလောက်တတဲ့သူမျိုးဆိုရင်ဝေးဝေးရနေရှောင်းမှာစမနာမလဲတာတကူကစက်ကောင်းရှိရဲ့သူကိုကန်တရားဘာလို့အစိုးရနဲ့နှိမ့်ဆက်နေလဲဆိုတာစဉ်းစားလို့မရဘူး အချစ်ဆိုတာအနုပညာတစ်ခုဖြစ်ပေမဲ့ဒီလိုအနုပညာမျိုးကိုဘတော်မှမလုပ်ဘူးအတွက်ကျွန်မအကြံပေးပါစေ။စိတ်မကောင်းစရာကိစ္စလူသားတွေရဲ့သစ္စာရှိမှုဖော်ပြတဲ့အခါမှာခွေးနဲ့ခိုင်နိုင်ပြောလို့ရှိကြရည်။တဲ့အတွက်အခက်ခဲဖြစ်စေလောက်တဲ့အထိသူ့ကိုအခွင့်အရေးမပေးပါနဲ့။ပြီးတော့သူ့မန်တက်လောက်တဲ့အထိသူ့ကိုအချိန်မပေးမိပါစေနဲ့။ကြဟင်းကဒီလိုမျိုးခါတရဲ့သူကတစ်ချိန်ချိန်မှာအတုံးဝင်ပေမဲ့ပြားရဲ့လူချူတာတဲ့သူကတစ်ချိန်ချိန်မှာလှည့်စားတတ်ကြပါရဲ့ တရေဝေဒနာကိုလုံးဝနားမလဲတဲ့သူကိုဖွင့်ပြဖို့ဆိုတာအလကားပါဘဝကဘလောက်ပဲကြံတန်းနေပါစေတရားရောက်ကတင်တဲ့အတူရှိနေမယ်ဆိုရင်အတော်မှလွဲကူသွားပါရဲ့လူတိုင်းမှာပြဆရာဇလန်းနှမျိုးစီရှိကြပါရဲ့တခုကတော့အားလုံးဖွင့်ပြတဲ့ဇလန်းနဲ့တခုကတော့အားလုံးဖောက်ခွဲထားတဲ့ဇလန်းပဲဖြစ်ပါရဲ့မင်းရဲ့စကလုံးတွေရဲ့တံမိုးမသိရတဲ့သူအတွက်မင်းတိတ်တိတ်လေးနေပြလိုက်တာအကောင်းဆုံးတုံ့ပြန်နေပါပဲ။ လောကကတိတ်ကိုတိတ်ခတ်ခဲတော့လွတ်လိုက်ပါအခြားသူအာကူပြီးရနေနေမယ်ဆိုရင်တော့တေချာရှုံးစဘကူဥတီနေမှာဖြစ်ပါရယ်ငါဒေါတာနဲ့ငါအချစ်တွေကငါ့အောင်နားလေသူတွေအတွက်ပဲဖြစ်ပါရယ်လူတွေက ကိုမပိုင်ဆိုင်မှုတွေအရာကိုဆုံးရှုံးမှကြောက်တတ်ကြတယ်ဘဝမှာဆဲကမကအခါတရာပင်ကြဆုံးပါစေမင်းတန်တိတ်တန်ချထားမှာကမင်းဘဝကိုတတ်မှတ်လူအနေနဲ့အဆုံးမတတ်ဖို့ပဲ